ဘောဖတ်များအားလုံးမင်္ဂလာပါ clock corner အာနေပြန်လဲကြိုဆိုလိုက်ပါတယ်ဟောဒီနေ့ညတော့ champion league ပွဲစဉ်တစ်တည်းမပြန်လဲကစားဖို့ရှိသေးတဲ့အတွက်ကြောင့်ကျွန်တော်အာကိုရလက်ခမန်းလိုက်ရအောင် okay ကိုရလက်လေးမခမန်းလိုက်ခင်ကျွန်တော်ရဲ့ youtube channel လေးကို like and subscribe လုပ်ပြီးကုညီပေးသွားလို့ရပါတယ် okay အဲဆိုလို့ရှင်ကျွန်တော်ပွဲအကြောင်းလေးတွက်လိုက်ရအောင် okay ကျွန်တော်ဒီနေ့ည7:00နာရီ15မှာကျင်းပမယ် olympia court နဲ့ power 4 ac ဒီနှစ်သိန်းကတော့ဟိုသူတို့ရဲ့ဟိုဟာလေးပွဲတွေမှာတော့ဟိုအကောင်းဆုံးတော့ဟိုဆွမ်းဆောင်ထားနိုင်တယ်ဗျာအဲ့တော့ကြောင့်ကျွန်တော်တို့ချန်ပီယံလိပွဲကလည်းဟိုအသင်းကြီးအသင်းငယ်မယူဗျာဒီမှာဟိုနည်းနည်းချန်ပီယံလိကနှက်ကြီးတဲ့အတွက်ကြောင့်ဒီပွဲမှာတော့ကျွန်တော်တို့အင်ဂျင်ဖြစ်တဲ့ Olympia ကော့ပဲ2-0လောက်နဲ့ကျွန်တော်နိုင်သွားမယ်လို့ခန့်မှန်းထားပါတယ်။โอเคနောက်တစ်ပွဲကကြတော့ဇလာဘီယာနဲ့ဘိုရိုဂရင့် ီဘွဲမှာတော့ကျွန်တော်တော့တို့ရဲ့လီးချင်းတွေကိုကျွန်တော်တို့တစ်ချက်ကြည့်လိုက်တဲ့အချိန်မှာတော့နှစ်သိန်းစလုံးကတော့ဟိုတို့လီးမှာတော့တော်တော်ကောင်းထားတယ်တဲ့ဗျာဒါပေမဲ့ချန်ပီယံလိဆိုတာအတွေ့အကြုံအတွေ့အကြုံရင်းတဲ့အသင်းကြီးနေတောင်မှတခါလေရှုံးတက်သေးတာပဲဘောလုံးဆိုတော့ဘာမှမဆိုးဖြစ်သွားနိုင်တဲ့အတွက်ကြောင့်ဒီဘွဲမှာတော့ကျွန်တော်တို့3 3ဆိုပြီးတော့ကျွန်တော်ခမန်းထားပါတယ်โอเคအဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဟိုညတနအိခွဲမှာရှင်ပြိုင်ကစားမဲ့ အဲဆိုလို့ပွဲလေးတွေကျွန်တော်သွားလိုက်ကြအောင် okay ညအဲဆိုညတက်နိုင်ခွဲမှာရှင်ပြန်ကစားမယ် agent နဲ့ inter ဒီပွဲမှာတော့ agent ဘုံဘက်ကိုကြီးလိုက်မယ်ဆိုလို့ agent ကတော့သူ့ရဲ့ lead မှာ၅ပွဲကန်ထားပြီးတဲ့အချိန်မှာ၃ပွဲနိုင်၂ပွဲတည်ကြထားတယ်တစ်ဖက်က inter ဘက်ကိုကြီးလိုက်လို့ဆိုရင်လည်း inter က၃ပွဲကန်ပြီးတဲ့အချိန်မှာ၁ပွဲနိုင်၂ပွဲတည်ဆိုပြီးတော့ကြထားတယ် inter ကလည်းအဝေးကွင်းမှာတော်ရောက်ရင်ဆိုင်ရမယ့်အတွက်ကြောင့်နည်းနည်းတော့အခက်တွေ့နိုင်တယ်လို့ထင်ပါတယ်ဒါမှမဟုတ် inter ကလည်းမနေ့က champion league ချန်ပီယံလိအုပ်စုအဆင့်အနေပြီးတော့ပြန်လဲတက်မြောက်လာပြီးတော့ဘလူးဝဲဒီတက်ထားနိုင်တဲ့အတွက်ကြောင့်အင်တာကိုလည်းသွားပြီးတော့ဟိုထင်သေးလို့တော့မရဘူးဒီပွဲမှာတော့ကျွန်တော်တို့ဟိုအင်ရှင်ဖြစ်တဲ့ဟိုအေဂျက်ကပဲဒီပွဲမှာအနိုင်ရရှိသွားမယ်လို့တော့ကျွန်တော်ထင်မယ်ဘာဖြစ်လို့လဲဆိုလို့ဆိုရင်အေဂျက်ကလည်းအင်ငွင်းလည်းဖြစ်နေတဲ့အတွက်ကြောင့်ဟိုအင်တာကလည်း သူတို့ရဲ့လိမှာအခုမှရာဒီယာစထားတဲ့အတွက်ကြောင့်ခြေရလည်းမငြိမ်သေးတဲ့အတွက်ကြောင့်ကျွန်တော်ဒီပွဲမှာ3 2လောက်နဲ့ပွဲပြီးသွားမယ်လို့ထင်ပါတယ်โอเคနောက်တစ်ပွဲနောက်တစ်ပွဲတော့ကျွန်တော်ပြိတ်သက်တွေအားလုံးစောင့်မျှော်ကြည့်နိုင်မဲ့ပွဲတစ်ပွဲဖြစ်တဲ့ Bayern Munich နဲ့ Chelsea ဒီပွဲကတော့ပွဲကောင်းပါအဖြစ်လို့ဆိုရင် Bayern Munich ကလည်းသူ့လိမှာသူတို့က ရှုံးမွေးမရှိထားရတာသုံးမွေးကံပြီးတဲ့အချိန်မှာသုံးမွေးစလုံးနိုင်ထားတယ်တစ်ဖက်ကကျွန်တော်တို့ချက်စီးကိုလည်းကြီးလိုက်မယ်ဆိုလို့ဆိုရင်ချက်စီးကလည်းလေးပွဲကံပြီးတဲ့အချိန်မှာနှစ်ပွဲနိုင်ပြီးတော့ဟိုနှစ်ပွဲတည်ကြတာရှုံးမွေးလုံးဝမရှိသေးဒီနှစ်သိန်းထက်ရိုက်တွေ့ဆုံမှုကတော့တော်တော်လေးကိုဘောလုံးပြိတဲ့တွေကြီးလို့ကောင်းမဲ့ပွဲတစ်ပွဲဖြစ်မှာတော့တည်ချတယ်ဘာဖြစ်လို့လဲဆိုရင်ဟိုဘိုင်အမြူနီရဲ့တိုက်စစ်ကလည်းတော်တော်လေးကို ကောင်းနေတာပါဘာဖြစ်လို့လဲဆိုရင်တို့ချက်စီကနေပြောင်းသွားတဲ့ကစားသမားတွေကျွန်တော်လီဗာပူးကနေပြောင်းသွားတဲ့ကစားသမားတွေလည်းအစ်စ်တွေထက်ရှိသည့်တိုင်းအောင်တို့ရဲ့စကွက်ကတော်တော်တောင့်တင်းပါတယ်တစ်ဖက်ကချက်စီဘက်ကိုကြည့်ရမယ်ဆိုလို့ဆိုရင်ချက်စီဘက်ကလည်းတော်တော်လေးကိုကောင်းမွန်တဲ့လူခေါ်ယူမှုတွေနဲ့တို့ရဲ့ဝေးကွင်းမှာတွားရောက်ရှင်ပြိုင်သည့်တိုင်းအောင်ဗျာချက်စီကလည်းဟိုအကောင်းဆုံးဆွမ်းဆောင်ပြနိုင်မယ်လို့တော့ကျွန်တော်ထင်တယ်အဲ့ကြောင့်ကျွန်တော်ဒီပွဲမှာတော့ဟိုတူးတူးလောက်နဲ့တည်ကြွားမယ်လို့တော့ထင်ပါတယ်ဘိုင်ယန်လည်း ူ့ရဲ့အိမ်ကွင်းမှာဟိုဟာချက်စည်းကိုအနိုင်ယူနိုင်မှာဒါမှမဟုတ်ပဲချက်စည်းရပဲအဝေးကမှတွားရောက်ရင်ဆိုင်ပြီးတော့အနိုင်ယူနိုင်မလားဆိုတော့ကျွန်တော်တို့အဲပွဲတနိုင်ခွဲပွဲလေးမှာကျွန်တော်တို့ညီကိုတွေနဲ့အတူတူစောင့်ပြီးကြည့်တဲ့နယ်လို့ကျွန်တော်ထင်ပါတယ်။ Okay အဲဆိုနောက်တစ်ပွဲနောက်တစ်ပွဲကတော့လီဗာပူးနဲ့အတ္တရီကိုမထဲဒီပွဲကလည်းပွဲကောင်းတစ်ပွဲပါ။ပွဲကောင်းတစ်ပွဲဖြစ်နေတဲ့အတွက်ကြောင့်ဒီပွဲဦးကလည်းသူရဲ့လီမာကသူကလေ၄ဘွဲကန်ထားပြီးတော့၄ဘွဲသလုံးရန်နှုံးပြနိုင်ထားတယ်။တစ်ဖက်ကအတ္တရီကိုမွဲထဲကြမှာ ။သူကလေးဘွက်ကံပြီးတဲ့အချိန်မှာသူကကြတော့ဟိုအနိုင်ရှုံးတက်ကြလေးရှိနေတယ်ဗျာ။ဘာဖြစ်လို့လဲဆိုရင်သူကဟိုလေးရအခုမှအစပြီးတော့ပြန်လဲစတင်ထားတဲ့အတွက်ကြောင့်တော့ခြေတွေကတော့အတက်ကျနေအတက်ကျများနေတယ်။ဒီဘွက်မှာတော့သူတို့ကလည်းအဓိကကစားသမားတွေခြံထားရတဲ့အတွက်ကြောင့်လေဘဝကိုသူတို့အိမ်ခွေးမှာအနိုင်ယူဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ဟို ဥရောပရဲ့အကောင်းဆုံးတွေကတွင်တွင်ဖြစ်တဲ့ Anfima ကန်ရမယ်အတွက်ကြောင့်ကျွန်တော်တို့ဒီပွဲမှာလီဗာပူးတို့3-1လောက်နဲ့နိုင်သွားမယ်လို့ထင်ပါတယ်။ Okay အဲဆိုလို့ဆိုရင်ကျွန်တော်တို့နောက်တစ်ပွဲနောက်တစ်ပွဲကလည်းပွဲကြီးပွဲကောင်းပါ။ PSG နဲ့ Atalanta တဲ့ဒီပွဲကတော့ PSG ကတော့ဟိုမနစ်ကရာဒီကတော့ Champions League ဒီမှာတို့ Playoff နေတော့တက်ပြီးတော့ Champions League ဖလားပါယူသွားတယ်ဆိုတော့သူ့ကိုလည်းတွားပြီးတော့အထင်သေးလို့မရဘူး။တစ်ဖက်က Atalanta ကလည်းကျွန်တော်တို့ နောက်တန်းကိုတော်တော်ကောင်းကောင်းနဲ့နောက်တန်းကျက်လက်တဲ့အတင်းတင်းဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီပွဲမှာသူရီသူရီလောက်နဲ့ဟိုပွဲပြီးသွားမယ်လို့ထင်ပါတယ်။ဘာဖြစ်လို့လဲဆိုရင်ဟို PSG ကလည်းဗျာဟိုလေးဘက်ကန်ထားပြီးတဲ့အချိန်မှာသူ့ရဲ့လီမာကလေးဘက်လုံးနိုင်ထားတယ်။တစ်ဖက်ကအတလန်နာကျတော့၃ဘက်ကန်ပြီးတဲ့အချိန်မှာတပွဲနိုင်နှစ်ပွဲတည်ဆိုပြီးတော့သူကလည်းရှုံးဝဲမရှိထားဘူး။ဒီနှစ်သင်းရဲ့ထိတိုက်တွေးဆမှုကလည်းတော်တော်ကြီးလို့ကောင်းမဲ့ပွဲဖြစ်တဲ့အတွက်ကြောင့်ညီကိုတွေစောင်းမျှော်ကြည့်ရှုပြီးတော့ ထပ်မံကြည့်ရှုနိုင်ပါတယ်ဒီပွဲ။ Okay အဲဆိုရင်နောက်တပွဲကကျတော့ Club Brugge နဲ့ Monaco ဒီပွဲကတော့ဟိုနှစ်သင်းစလုံးကတော့ဟိုသူ့ရဲ့လီမာကတော့ဟိုအချိန်နေတော့အဲ့လိုဒီအကောင်းကြီးရေလို့တော့မဟုတ်။အဲအကြောင်းကျွန်တော်ဒီပွဲမှာတော့အာ Club Brugge အနေနဲ့အင်ရှင်ကိုရဲ့အိမ်ဝင်ဖြစ်တဲ့တိုင်အောင်မိုနာကိုကျွန်တော်တို့အနိုင်ယူရနိုင်ယူနိုင်မယ်လို့တော့ကျွန်တော်တို့မထင်သားပါဘူးအဲ့တော့ကြောင့်ကျွန်တော်တို့ဒီပွဲလေးမှာ ကလပ်ဘလူး1မိုနာကို3လောက်နဲ့ပွဲပြီးသွားမယ်လို့ထင်ပါတယ်။ Okay အဲဆိုလို့ရှင်နောက်တစ်ပွဲနောက်တစ်ပွဲကကျတော့ FC ကိုပင်ဟန်နဲ့လီဗာကူဆင်ဒီတစ်ပွဲမှာဒီပွဲမှာတော့ FC ကိုပင်ဟန်အနေနဲ့အိမ်ဝင်ဖြစ်တည်တိုင်အောင်တော့လီဗာကူဆင်ကိုသူတို့အနိုင်ယူနိုင်မယ်လို့မထင်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ဟိုရှေ့ကတပွဲမှာတော့ကလေလီဗာကူဆင်တော်တော်ကောင်းခဲ့တာပါ။သူတို့နှစ်ယောက်နှစ်ယောက်ထုတ်ထားသည့်တိုင်အောင်ဗျာ။ဒီမှာအကောင်းဆုံးပုံစံနဲ့သူပြန်လာပြီးတော့ဟိုနိုင်ယူသွားနိုင်တယ်။ဒီအတွက်ကြောင့် ဟိုဒီဘက်မှာလည်းလေဘာကူဆင်အနိုင်ယူသွားမယ်လို့ကျွန်တော်တို့ထင်ပါတယ်ဒီအတွက်ကြောင့်ကျွန်တော်တို့ SC Copenhagen C လေဘာကူဆင်3လောက်နဲ့ပွဲပြီးသွားမယ်လို့ကျွန်တော်ထင်ပါတယ်โอเคဒါရောက်ကြည့်ရှုပေးတဲ့ညီကိုတယောက်ချင်းဒီတိုင်းကိုကျေးဇူးများတင်ပါတယ်ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လုပ်ပြီးကူညီပေးသွားလို့ရပါတယ်ဟိုနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြတော့ဗျာ